များကိုအတင်းထားတော်လို့သွားပြောဖို့ဆိုတာတချို့အိမ်တလုံးပြစ်ဖို့တဘွာလုံးရင်းခဲ့ရတာတဘွာလုံးလုတ်တွေလုတ်ခဲ့ရတာအဲ့လိုလူမျိုး အတင်းထားတော်အဆင်ပြေသွားပါအဆင်ပြေသွားမှာပါလို့ပြောတာကိုပြောလို့သာလွယ်လေသူတို့တမအဆင်မမပြေတာတွေကတကယ်တော့စီးလုံးရပါတယ်။ဘယ်နေရာမှာဖြစ်ဖြစ်ဖြစ်လိုက်တဲ့နေရာကိုခြေဘေးဆိုလဲခြေဘေးမှာအသေးအံသွားလှူကြတာပဲ ကိုကသင်္ကားကျော်လောက်ပဲဆိုတော့ကိုရီးယားလည်းဒီငွေသားကိုပဲပေးမယ်ဆိုပြီးရည်ရွယ်လိုက်တာပေါ့နော်မေပြင်းနဲ့ဟိုချိတ်ဆက်ပြီးတော့ပဲအဲ့လိုမျိုးစဉ်းစားထားပါတယ်ဟုတ် ဒီနေ့ကကြတော့ဒါလှိုင်တရား22ရက်ကွက်ပေါ့เนาะမြေတိုင်း22ရက်ကွက်အင်းငိစီတာပရိယတိစာတင်တိုင်းမှာပေါ့ဒါကတော့မြန်သူတို့အများနဲ့လှူနေကြနေရပေါ့เนาะအမှဒါနှစ်စဉ်ဒါပထမအချိန်တော့ဆိုရင်လည်းရဟန်းငယ်ရှင်မျိုးလုပ်ခဲ့ပေါ့เนาะအခုဒီနှစ်လည်းဒါဆရာတော်ကြီးတိတ်ခါတက်ရဲ့ဒါရဟန်းငယ်ရှင်မျိုးအလှူလေးပါရှင်အလုံးစဲလုံးပါ လှုပ်ချင်နေဆိုရင်တော့အလူတစ်ခုအထမြောက်ဖို့အတွက်ဆိုတာကြောင့်အများကြီးရှိတယ်ပေါ့နော်ပြီးတော့အခုဒီကာလ ấy ဆိုလို့ရှိရင်လည်းတဘာဝဘေးအန္တရာယ်ကြောင့်မလို့လူတွေကအဲအများကြီးစိတ်ပင်ပန်းနိုင်လည်းရှိနေတဲ့အခါကျတော့လေမင်းတို့ကပထမတော့ဒါကိုလုံးမလာမလို့ဘူးလားအဲအလူတွေးကြသေးတယ်ဒါပေမဲ့နောက်ဆုံးတချို့ကျတော့လေအလူရဝေးရင်ကြီးကနေပြီး live view ဝေးကြရလည်းရှိရဆိုတော့လေအလူလေးဖြစ်သွားအောင်လုပ်လိုက်တယ်ဒါပေမဲ့ရှင်လောင်းနေပါတော့မလဲတော့ဘူးပေါ့နော်ပုံမှန်တိုင်းပဲအဲဒါဆန်ချပြီးတော့ပဲမင်းတို့သိရင်တော့တင်စင်းလေးလောင်းတော့ပဲရှင်ဟုတ် မင်းတို့ကလေဟိုကယ်ဆယ်ရေးမှာတော့မင်းတို့ကဒါဖြစ်ဖြစ်ချင်းကိုယ့်ရဲ့ကိုယ်ပိုင်ငွေနဲ့ပဲလမ်းလူတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်ကစိတ်ပြတ်တယ်ပေါ့နော်ဟိုထားပါတော့ပြီးတော့ကိုယ်လမ်းလူလိုက်တဲ့နေရာတွေကလည်းတကယ်ယုံကြည်ရတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအဲ့ဒါလှူလိုက်တယ်ပေါ့ဒါပေမဲ့ပြန်လဲထူထောင်ရေးကြတော့ကိုယ်တိုင်သွားမှဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုမြေပြင်မှာရှိနေ brighter အသင်းနှစ်သိန်းလောက်နဲ့ကိုမင်းတို့ကချိန်ထားတယ်ပြီးရင်နောက်တစ်ခုကကြတော့သူတို့မှာရှိနေ data တွေပေါ့နော်အဲ့ဒါတွေကိုလည်းမင်းတို့သွားတဲ့ခါကျလို့ရှိရင်ဟို တည်တည်ချာချာပေါ့နော်ဟိုစကားတွေပါလဲပြောအောင်မယ်ပေါ့နော်အဲ့လိုမျိုးလဲစီစဉ်ထားတယ်နောက်တစ်ခုကကျတော့အဲ့လိုစမ်းစီတွေပါမမလုတ်ချင်ဘူးဆိုတာကတည်သွားမယ်ဆိုလို့ရှိရင်လေအဲ့တည်သွားမယ်ဈေးစကားရှိမယ်မြတ်သူကအခုမြတ်သူတို့သိန်းတရာမတည်ထားတယ်ကျန်တဲ့အလှငွေနဲ့အားလုံးပေါင်း3900ကျော်တဲ့ကမြတ်သူတို့တွားလာတဲ့ခီးစိတ်တွေက ဟိုဒီအလူငွေတွေကလုံးဝမသုံးဘူးသူတို့ကိုပါကိုကိုပိုင်ငွေနဲ့ထပ်သုံးမှာပေါ့နော်ထပ်သုံးပြီးတော့မှသွားမှဖြစ်တဲ့အတွက်ကြောင့်မလို့အလူငွေကိုလုံးဝအထိကိမခံနိုင်တဲ့အတွက်ကြောင့်အလူငွေကိုလုံးဝဟိုဘယ်လိုပြောမလဲတကယ်အလူရှိဒီလည်းလင်းဖြစ်တဲ့သူတွေရဲ့လက်ထဲကိုအပြည့်ဝပေါ့နော်အလူရောက်စေခြင်းတဲ့ခါကျတော့ဒီချိန်မှာအလူအဆုံးဘာလဲဆိုပြီးတော့တကယ်မြေပြင်မှာရှေ့သွင်းနေလှမ်းမိလိုက်တဲ့အချိန်မှာ ငွေသားတော့လိုအပ်ဆုံးပဲဘာလို့လဲဆိုတော့မင်းတို့တချို့ခောက်ဆွဲကြောက်တွေလူကြရယ်ပေါ့နော်ခောက်ဆွဲကြောက်လူကြရယ်ဒါပေမဲ့တချို့ခောက်ဆွဲကြောက်မစားတတ်ဘူးထမင်းရင်းတွေဆိုလို့ရှိရင်လည်းပိုရှန်တာတွေရှိတယ်ပြီးတော့လူရက်တကယ်ကိုဝမ်းနေနေတဲ့အချိန်မှာထမင်းမစားနိုင်ကြတာမျိုးရှိတယ်ပြီးတော့ထမင်းရင်းတွေဆိုရင်နောက်တစ်နေ့ထားလို့မရဘူးဒါတိုးနိုင်တဲ့ပစ္စည်းမျိုးတွေပေါ့နော်အဲအဲ့တော့ရေတို့ဘာလို့ကလည်းဒါရနေပြီကျန်းတဲ့ဆန်တို့ဘာလို့ကလည်းဒါရှိမှအလူရှင်တွေရှိပြီဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ပမာဏကလည်းအများကြီးမဟုတ်တော့ ိုက3500ကျော်လောက်ပဲဆိုတော့ကိုရီးယားလည်းဒီငွေသားကိုပဲပေးမယ်ဆိုပြီးရည်ရွယ်လိုက်တာပေါ့နော်မြေပြင်နဲ့ဟိုချိတ်ဆက်ပြီးတော့ပဲအဲ့လိုမျိုးစဉ်းစားထားပါတယ်ဟုတ်မပြောတတ်ဘူးမပြောတတ်ဘူးဆိုတာတချို့အရာတွေကပါဇက်ကပြောရတာလွယ်တယ်လीမြို့သူတို့သူများဟိုအားပေးလိုက်တယ်ဆိုတာပါဇက်ကပြောတာလွယ်တယ်ဒါပေမဲ့တကယ်တကယ်ခံစားနေရတဲ့သူရဲ့ရင်ထဲမှာဘယ်လောက်ထိဟိုနာကျင်ရတယ်ဆိုတာကဟိုဘယ်လိုပြောအဲ့လူကအတိဆုံးပဲဘယ်လောက်ပဲအားအားပေးနေနေပေါ့နော် သူတို့ရဲ့ဟာကိုတွားပြီးတော့ဘယ်လိုပြောမလဲအရန်မဖြေသိမ့်နိုင်ဘူးလို့မျိုးဆိုခံစားရတယ်ပေါ့သူများကိုအာတင်းထားတော်လို့တွားပြောဖို့ဆိုတာတချို့အိမ်တလုံးပြစ်ဖို့တဘွာလုံးရင်းခဲ့ရတာတဘွာလုံးလုတ်တွေလုတ်ခဲ့ရတာအဲ့လိုလူမျိုးအာတင်းထားတော်အစဉ်ပြေသွားပါအစဉ်ပြေသွားမှာပါလို့ပြောတာကိုပြောလို့တာလွယ်လေသူသူတို့တော့မှအစဉ်မမပြေတာအဲ့တော့အဲ့ဗဇက်ကနေပြီးတော့ပြောနေရတဲ့ကိုလက်တွေကိုဗာလေးလုတ်ပေးနိုင်မယ်အဲ့လုတ်ပေးနိုင်မို့ကိုစူးစမ်းမယ်ပေါ့တေးကြရလေမြတ်သူရဲ့ဒီပတ်စံ3900ကျော်ကဘယ်လိုလုပ်ဟိုက တကယ်တကယ်တချို့တွေရဲ့ဟိုအိမ်တလုံးစာတော့မရှိဘူးလေနော်အဲ့တော့ဒါကဟိုအိမ်တစ်ခုပြန်ဖြစ်ဖို့တော့မဟုတ်ဘူးဒါပေမဲ့လည်းအထောက်ပံ့လေးတစ်ခုဖြစ်တာပေါ့နော်အထောက်ပံ့လေးတစ်ခုဖြစ်တာပေါ့အဲ့ဒီအဲ့ဒီရဲ့အားလေးနဲ့ဟိုပြီးကို့လိုပဲပေါ့တခြားအလိုဟို ိုလိုတဲ့သူကိုပို့တဲ့သူကပူကြရတယ်မြို့သူတွေလည်းဒီလိုပဲပေါ့တတ်နိုင်သလားကိုကိုထွေနေစားရတယ်ကူကြရတယ်အဲ့လိုမျိုးလေးတွေနဲ့ပြန်ပြီးတော့ပဲဒါအားလုံးကတခုခုဖြစ်တယ်ဆိုလို့ရှိရင်မြို့သူတို့လူမျိုးတွေကတကယ်တော့စီးလုံးရပါတယ်ဘယ်နေရာမှာဖြစ်ဖြစ်ဖြစ်လိုက်တဲ့နေရာကိုရေဘေးဆိုလဲရေဘေးမှာအသေးအံသွားလှူကြတာပဲ ဟိုဒီဖြစ်တဲ့တဘာဝ BNN တွေဘယ်မှာဖြစ်တယ်ဆိုရင်ဒါအချင်းချင်းကူကြတာပဲဆိုတော့လေအဲ့တော့အခုလဲဒါအထောက်ပံ့လေးတွေဖြစ်အောင်ပေါ့မျိုးသူတို့စူးစမ်းကြတာပါနှစ်သက်ကနေစပြီးတော့ဘေးတွေ့တွေ့ရန်တွေ့တွေ့ကင်းဝေးကြပါစေကက်ချီသုံးပါးပြန်နေကင်းဝေးပါစေပြီးတော့စီးပွားလက်လာပါတယ်အစဉ်ပြေပြီးတော့မှစေယောကိုပါကျမချမ်းသာသူတွေဖြစ်ပါစေလို့လည်းဆုတောင်းပေးပါရယ်။ကြုံတွေ့နေရတဲ့ဒီတဘာဘေးအနေတွေကနေပြီးတော့လွတ်ကင်းပြီးတော့ပေါ့နော်။အမြန်ဆုံးပြန်လဲတည်ဆောက်နိုင်တဲ့သူတွေလည်းဖြစ်ကြပါစေလို့ပြောချင်ပါတယ်ရှင်။